ရှမ်းပြည်မြောက်ပိုင်းလာရှုံမြို့နယ်ကလူဝင်မှုကြီးကြေးရုံလာဝကမှာကိုရီးအထောက်အထားပြုတ်လို့လို့တွင်နဲ့စီကားနေတယ်လို့ဒေသခံတွေစီကားနေသိရပါဗျ။နိုင်ငံသားစစ်စီကပြမပုံတဲ့အသည့်လျှောက်ထားသူလဲလေသူပျောက်ဆုံးပြန်ထုတ်လို့တွင်နဲ့အိမ်အောင်စုစီရင်ပုံစံ66မှာမွေးစည်းရင်တိုးထည့်လို့သူအသည့်ပြုတ်လို့လို့တွင်နဲ့စီကားနေတာဖြစ်တယ်လို့သိရပါဗျ။ဒေသခံအမျိုးသားတအူးက စစ်ဖြစ်တော့ပြေလွာဖြောက်ကုံပြက်ကုံကြတာတွေပြန်ထုံနေကြတာတချို့လည်းတခြားမအလုတ်သွားလို့ဖို့အသက်လောက်ကြတယ်တကောင်စင်းလဲအလိုပဲမွေးတိုးထဲကြတာတွေအိမ်အောင်ခွဲရတွေနဲ့လို့ CJ platform ကိုပြောပါတယ်မှတ်ပုံတင်တကောင်စင်းပြလို့ရမှာလာဝကယုံကိုပတ်စံအခါချင်းတွေပေးဆောင်ရတာမျိုးမရှိပေမဲ့ရက်ကွက်နဲ့ရေစကန်ထောက်ခံစာတွေယူရမှာအခြားသောဒေတာတွေထက်သုံးပုံနှစ်ပုံခန့်ပုံမပေးဆောင်နေရတာတွေလည်းရှိနေပါတယ်အခြားဒေတာတွေမှာ ၎င်းစင်းမွေးတို့ထဲဖို့ကြောင်းထောက်ကန်စာအလကားရပါမယ်လေလာရှိုမှာတတောင်းချက်ပေးနေရကြောင်းမှတ်ပုံတင်ပြုလုပ်ဖို့ရဲစခန်းရက်ွက်ထောက်ကန်စာယူရမှာလေအခြားဒေသတွေမှာတထောင်ချက်ကနေ3000ချက်တာပေးရတော့လေလာရှိုမှာတတောင်းချက်အထိပေးဆောင်ရတယ်လို့နောက်ထပ်ဒေသခံတအူက CJ platform ကိုပြောပါတယ်မှတ်ပုံတင်တဲ့တကောင်စင်းပြုလုပ်ဖို့လိုအပ်တဲ့စာရွက်တွေကိုမဲတူကူရမှာလေတတောင်းချက်ကနေ4000ချက်အထိပေးဆောင်နေရတယ်လို့သိရပါတယ် ်လာရှုံမြို့လူဝင်မှုကြည်ကြေးရုံကိုစစ်ကောင်စီပြန်ဝင်ပြီးတလဝန်းကျင်အကြားမေလ19ရက်နေ့မှာပြန်လည်ဖွင့်လှစ်ခဲ့ပြီးကိုရီးအထောက်အထားတွေပြုလုပ်တာတွေကိုဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ဒေသခံတွေက ဆိုပါတယ်ပြီးခဲ့တဲ့အေဗီလာ21ရက်နေ့ကစတင်ကလာရှုံမြို့က MNDAA တပ်ဖွဲ့ဝင်တွေဟာတရုတ်အစိုးရရဲ့ဖိအားနဲ့မြို့စွန်ခွာဆုတ်ပေးခဲ့ရပြီးနောက်အေဗီလာ22ရက်နေ့ကနေစတင်ပြီး လာရှုံးမြို့ရဲကိုစစ်ကောင်စီတပ်တွေဟာအင်အားအလုံးအင်းနဲ့ဝင်ရောက်လာပြီးလက်ရှိအချိန်မှာတော့စစ်ကောင်စီရဲ့စစ်အုပ်ချုပ်ရေးယန္တရားလဲပတ်နေပါတယ်။စစ်ကောင်စီပြန်ဝင်ပြီးနှစ်လဝန်းကျင်ကြာလက်ရှိမှာတော့လာရှုံးမြို့ကအစိုးရအဆောက်အဦတွေဖြစ်တဲ့စေယုံ စာသင်ကျောင်း၊ရက်ွက်ယုံ၊ရေစခန်း၊လမ်းနဲ့စီပင်ဌာနတွေကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီးအခုလအတွင်းမှာပဲလာရှုံးလေစိတ်ကိုထမှန်ဖွင့်လှစ်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်ရှင်။ အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။